ဘယ်လာရုစ်တမရနိုင်ငံသို့ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ဦးဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာဇွန်လ26ရက်နေ့မနက်ပိုင်းမှာမစ်မြို့မှာရှိနေတဲ့ဘတ်မန် Preparatory စီဝါဆက်ယုံသို့တွားရောက်လည်လာပါတယ်။ ။ရှေးဥစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာစီးဝါးဆက်ရုံသို့ရောက်ရှိရာဘယ်လာရုစ်တမရနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးမစ္စတာ အလက်ဇန်ဒရာဒါဂျာရော့နှင့်ဆက်ရုံမှတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ပါသည်။ အဲ့နောက်နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာစိတ်ယုံရွှေမှာပြသထားတဲ့ဈေးကူတာရေးအထောက်အကူပြုမော်တော်ယာဉ်များအောင်လိုင်းလေကြည့်ရှုလေ့လာပြီးရှင်းလင်းတင်ပြမှုများအပေါ်တရှိလိုရာများပြန်လည်မေးမြန်းဆွေးနွေးပြောကြားပါရစေ။ အိမ်နောက်ဘယ်လာရုစ်နိုင်ငံမှာထုတ်လုပ်ထားတဲ့စေဝါများပြာကန်စေကူတာမှုများဆောင်ရွက်ရမှာအတုံပြူတဲ့စက္ကရိယာများပြကန်းတို့အတွင်ခင်းချင်းပြသထားရှိမှုများအားကြည့်ရှုလေ့လာပြီးရှင်လင်းတင်ပြမှုများအပေါ်သိရှိလိုတာများပြန်လည်မေးမြန်းဆွေးနွေးပါရစေ။ အဲ့နောက်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဘယ်လာရုစ်တမရနိုင်ငံဂျမားဝန်ကြီးဌာနဝန်ကြီးနဲ့အဖွဲ့ဝင်များဟာစီဝါဆက်ရောစီဝေကမ္မအတွင်တွေ့ဆုံ၍နှစ်နိုင်ငံအကြားဂျမား၏ကဏ္ဍမှာပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်တဲ့စီးနေစီးပစ္စည်းဆိုင်ရာများအားမြန်မာနိုင်ငံဂျမား၏ကဏ္ဍမှာအသုံးပြုသွားနိုင်မည့်အခြေအနေများစီဝါဆက်ရောမှတာဝန်ရှိသူများနဲ့မြန်မာနိုင်ငံမှဂျမား၏ဆိုင်ရာတာဝန်ရှိသူတို့အသေးစိတ်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့်အခြေအနေများနဲ့ပတ်သက်၍ အမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ပါတယ်အိမ်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဘယ်လာရုစ်တမရနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးတို့ဟာလက်ဆောင်ပစ္စည်းများအပြန်အလှန်လဲလှယ်ခဲ့ပါသည်။ အိမ်နောက်နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာစေဝါဆိုင်ရုံအတွင်းလှည့်လည်၍စေဝါထုံးလုံးနေမှုအစဉ်အဆက်အားကြည့်ရှုလေ့လာခဲ့ပြီးတာဝန်ရှိသူများရဲ့ရှင်းလင်းတင်ပြမှုများအပေါ်သိရှိလိုရာများပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။အဲ့ဒီဇေဝါဆိုင်ယုံဟာမစ်မြို့မှာတည်ရှိပြီးဝန်တန်းပေါင်း2100ကျော်ရှိတဲ့ဘယ်လာရုစ်နိုင်ငံရဲ့အကြီးဆုံးဇေဝါထုတ်လုပ်တဲ့ဆက်ရောက်တစ်ခုဖြစ်ကြောင်းသိရပါတယ်ရှင်။